ရိကန်ပြည်အောင်စုနယူးယောက်မြို့ရဲ့အထင်ကရဘရိုကလင်းတံတားကိုမက္ကဆီကိုရေတပ်လေ့ကျင့်ရေးရွတ်သင်းမော်တော်စင်ကမတော်တဆဝန်တိုက်မှုဖြစ်ပြီးလူအ ਨੇ စုံ2ဦးသေဆုံးသွားပါတယ်။ဇနီးနေ့ညကရွတ်သင်းမော်ဝန်တိုက်မှုဖြစ်တဲ့အချိန်မှာတင်မော်ပေါ်မှာလိုက်ပါဆင်းနေသူ289ဦးရှိပြီး19ဦးဟာတရားရထားပါတယ်။2ဦးကတော့ခြေနေဆိုးရင်ရပြီး2ဦးကဝန်ထဲပေါ်ရသေဆုံးသွားတယ်လို့ နယူးယောက်မြို့တော်ပုံအရစ်အဒမ်စ်ကပြောဆိုပါလေမက္ကဆီကိုသမ္မတကလော်ဒီယိုရှိန်ဘွန်ကလည်းရွသင်မောပေါ်မှာသင်မောသား2ဦးတေဆုံးသွားတဲ့အတွက်အလွန်ဝမ်းနည်းပါတယ်လို့သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာရေးသားခဲ့ပါတယ်သင်မောရဲ့ရွက်တိုင်၃တိုင်ပျက်စီးခဲ့ပေမဲ့တရားကိုတော့ထိခိုက်မှုမရှိခဲ့ပါဘူးဒဏ်ရာသူတွေကိုနှီးစက်ရာဆေးရုံတွေကိုအရေးပေါ်ပို့ဆောင်ပေးခဲ့တယ်လို့နယူးယောက်ပို့စ်သတင်းစာမှာဖော်ပြခဲ့ပါတယ်မက္ကဆီကိုရေးတဲ့ရွသင်မောဟာ1982ခုနှစ်ကတိဆောက်ခဲ့တာဖြစ်ပြီး အမြင့်ပေ158ပေရှိပါတယ်ခင်ဗျာ။